လူသားရဲ့ဒုတိယနှလုံး second heart ကဘယ်နေရာမှာလဲအဖြေကတော့တည်ထင်တာနဲ့မတူပဲရင်ဘတ်ထဲမှာဝမ်းပိုက်ထဲမှာမဟုတ်ပါဘူးမမတို့ရဲ့ခြေတလုံးထဲမှာပဲဖြစ်ပါတယ်လူခန္ဓာကိုယ်မှာဒီလောက်များပြားတဲ့ကြွက်သားတွေရှိရတဲ့ကဘာကြောင့်ခြေတလုံးကြွက်သားကိုဒုတိယနှလုံးလို့တင်စားခေါ်ဝေရတာလဲဒီလဲဝက်ချက်တွေကတော့တွေးပြန်လဲစီးဆင်းမှုစိန်ခေါ်မှုမှာရှိနေလို့ပါနှလုံးကသွေးတွေကိုခြေထောက်ဖြားထိဆုပ်ထုတ်ပေးဖို့ကလွယ်ကူပေမဲ့ သွေးတွေကိုခြေဖြားကနေဆွဲငင်အားကိုဆန့်ကျင်ပြီးတော့အပေါ်ဘက်နှလုံးစီကိုပြန်ပို့ရတာကတော့ခက်ခဲတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။နှလုံးရဲ့ကိုယ်ပိုင်ညစ်အားတစ်ခုတည်းနဲ့ဆိုရင်ဒီပြန်ပို့ခြင်းခရီးကိုထိရောက်စွာပြီးမြောက်ဖို့ခက်ခဲပါတယ်။ဒီအချိန်မှာခြေသလုံးကျွတ်သားတွေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပေါဝင်လာပါတယ်။ကျမတို့လမ်းလျှောက်တဲ့အခါပြေးတဲ့အခါဒါမှမဟုတ်ခြေချင်းဝဲကိုလှောက်ရှားလိုက်တဲ့အခါ ခြေတလုံးနောက်ဖက်မှာရှိတဲ့ gastro ကြွက်သားနဲ့ solar ကြွက်သားတွေဟာစီးချက်ကြကြကျုံလိုက်ဆက်လိုက်နဲ့လှုပ်ဆောင်ကြပါတယ်။ဒီလှုပ်ရှားမှုဟာကြွက်သားဆုပ်ဆက်တစ်ခုလိုပါပဲ။ကြွက်သားကျုံလိုက်တာနဲ့အတွင်းပိုင်းကသွေးပြန်ကြောတွေကိုညှစ်လိုက်ပြီးသွေးတွေကိုအပေါ်ဘက်ကိုတွန်းတင်ပေးပါတယ်။ခြေထောက်အောက်ပိုင်းကသွေးပြန်ကြောတွေထဲမှာရှိတဲ့သွေးတွေအနောက်ကိုပြတ်မစင်းအောင်လို့တားဆီးပေးတဲ့တလန်းနဲ့သွားတဲ့အဆုရှင်တွေနဲ့ပူးပေါင်းလိုက်တဲ့အခါမှာတော့တွန်းလိုက်တားလိုက်လှုပ်ဆောင်ရင်းနဲ့ သွေးတွေကိုနှလုံးစီချောမွေးစွာပြန်လည်ဆုပ်ထုတ်ပေးနိုင်ပါတယ်။ဒီလောက်ဆောင်ချက်ဟာလူခန္ဓာကိုကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်။ကျမတို့အချိန်ကြာထိုင်နေတဲ့အခါဒါမှမဟုတ်ရက်နေတဲ့အခါခြေသလုံးကျပ်သားတွေဟာ stand by အနေထားနဲ့ရောက်သွားပါတယ်။သားအလှရှားဆန့်ကျင်မှုမရှိတာဟာသွေးပြန်စီးဆင်းမှုအတွက်လိုအပ်တဲ့ဆွမ်းအင်မလုံလောက်ခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်ခြေထောက်ဖောရောင်ခြင်း၊ကြိုက်ခဲခြင်း၊သွေးပြန်ကြောထုံခြင်းဖြစ်နိုင်ခြေတွေကိုပိုတိုးစေပါတယ်။ဒါအပြင်အုံနောက်ကိုသွေးပေးပို့မှုမလုံလောက်ပြီးတော့ ာယုံဆူဆိုင်မှုတွေပြန့်လွင့်ခြင်းကိုလည်းဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ခြေတလုံးကြွက်သားတွေတန်ကြီးမတက်ဖို့အတွက်တနအီကြကြထိုင်နိုင်ထပြီးတော့လမ်းလျှောက်ပေးပါ ခြေဖျားထောက်လမ်းလျှောက်ပေးဖို့လည်းအကြံပြုလိုပါတယ်။ထိုင်နေရင်းနဲ့ခြေဖျားလှုပ်ရှားတဲ့လေ့ကျင့်ခန်းမျိုးတွေကိုလုပ်ပေးနိုင်ပါတယ်။ကြွက်သားကိုမိနစ်နေငယ်လှုပ်ရှားပေးရုံနဲ့သွေးလည်ပတ်မှုထိရောက်မှုကိုတိတိတတ်တာတိုးတက်ကောင်းမွန်စေပါတယ်။ခစ်သစ်လူနေမှုဘဝကမူလကလမ်းလျှောက်တဲ့အခါခြေတလုံးကြွက်သားတွေအဆက်မပြတ်လှုပ်လို့ရတဲ့အခြေအနေကိုတဖြည်းဖြည်းနဲ့ဆုံးရှုံးစေပါတယ်။တချို့လူတွေကခြေတလုံးကြွက်သားတွေကိုအမြင်မတော်ဘူးခန္ဓာကိုယ်အလားကိုထိခိုက်စေတယ်လို့တောင်မှအပြစ်ရှာတတ်ကြပါတယ်။ဒါပေမဲ့ခြေတလုံးကြွက်သားတွေကနှလုံးရဲ့ဖိအား ားတွေကိုနေ့တိုင်းတိတ်တဆိတ်နဲ့ကူပြီးတော့ဝန်ဆောင်ပေးနေတယ်ဆိုတာကိုမသိကြပါဘူး။နောက်တစ်ချိန်ချိန်ကြကြထိုင်တဲ့အခါလစ်လူရှုခံထားရတဲ့အဲ့ဒီဒုတိယနှလုံးကိုပုံမကူးဆိုင်ပေးဖို့တတိယပါသူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတက်ကြွအောင် ထိမ့်သိမ်းပေးတာကကျမတို့ရဲ့နှလုံးသွေးကြောဆိုင်ရာကျမရဲ့အတွက်ဖြည့်ဆည်းပေးရတဲ့အတူတူပါပဲအားလုံးပဲကျမကြပါစီရှင်